မြန်မာနိုင်ငံရှိကလေးအယောက်တရာမှာ29ဒသမ100ခန်းတုန်းကအရက်ပူးညံ့နေရလို့2016ခုနှစ်ကကောက်ယူရရှိခဲ့တဲ့ Demographic and Health Survey အရသိရပါဗျာ။ 2010ခုနှစ်ကကောက်ယူရရှိခဲ့တဲ့စီးရင်တွေအရခလေးသုံးဦးမှာတအူးကအရက်ပူညံနေပြီးကိုဝင်ဆောင်တဲ့9နှစ်အောက်ကလေးအယောက်တရာမှာ80ရာခိုင်နှုန်းကသွေးအားနည်းရောဂါဖြစ်ပွားနေတယ်လို့စစ်တမ်းမှာဖော်ပြထားပါတယ်2016ခုနှစ်စီးရင်အရမြန်မာနိုင်ငံရှိကလေးအယောက်တရာမှာ29ဒသမ1ရာခိုင်နှုန်းကအရက်ပူညံနေပြီးကိုဝင်ဆောင်တဲ့9နှစ်အောက်ကလေးတွေမှာတော့51ရာခိုင်နှုန်းလောက်ကသွေးအားနည်းရောဂါဖြစ်ပွားနေတယ်လို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရမှုအဟာရဒေါက်တာဒေါ်မေခင်တန်းကပြောပါတယ် မြန်မာနိုင်ငံမှာကလေး၃ယောက်မှတစ်ယောက်ရက်ဖို့တယ်။ဒါပေတော့ကကနန်းလဲဆိုရင်၂၀20ခုနှစ်ကကနန်းပေါ့နော်။2010ခုနှစ်ကကနန်းဖြစ်ပါတယ်။အခု2016ခုနှစ်မှာ Demographic and Health Survey ထပ်လာတဲ့အခါမှာတော့အရက်ဖို့တော့နည်းနည်းလျော့သွားတယ်29.1ဆိုတာဒါ1000ရာခိုင်နော်။ကျမတို့35.1ကတက်ပြီးတော့29.1ကိုလျော့သွားတယ်။ခုနသူရနေလဲပြန်ပြောပါဆိုခဲ့ရင်နော်။ကိုဝင်ဆောင်နေ9နှစ်ယောက်ကလေးတွေမှာ2003ခုနှစ်လောက်ကတရမှာ80ရာခိုင်နှုန်းလောက်သူရနေနေကြတယ်။ ဒါပေမဲ့လို့အခုဒီ demographic and health survey 2016မှာကြီးလိုက်တဲ့အခါမှာဒီ9နှစ်ရောက်ကလေးတွေမှာတရားနည်းမှုလုံးက52ရာခိုင်နှုန်းလောက်ပဲရှိတယ်။ဆိုတော့တစ်ဝက်လောက်ကိုကျသွားတယ်။90ရာခိုင်နှုန်းလောက်ကနေ50ရာခိုင်နှုန်းလောက်ကိုကျသွားတယ်။သို့သော်နှစ်ရောက်ကလေးတွေမှာတော့မြင့်နေတော့မယ်။90ရာခိုင်နှုန်းဝင်ကျင်ပဲရှိနေတယ်။အဲ့တော့ဆိုလိုချင်းဒီကျွန်တော်တို့ RR ကိုလုပ်မယ်ဆိုရင်လည်းပဲအရေးအရေးကြီးဆုံးနဲ့ဆိုရင်ဒတိစတည်တဲ့အချိန်ကနေအသက်2နှစ်ပြည့်တဲ့မွေးနေ့ထိပေါ့။နှစ်ရောက်ကလေးတွေရရင်ကြီးဆုံးပါပဲ။အဲ့ဒီအချိန်မှာဆိုအုံနောက်ကလည်း ူကြီးတော့၄ဘောက်ပဲခုနောက်ပြင်ပြမှလည်းလာနေတဲ့အတွက်ကြောင့်အဲ့တော့ခလေးကလည်းကြီးထွားနေတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီကိုဝင်ရှိစမှပြီးအသက်နှစ်နှစ်ပြည့်တဲ့ဝင်းနေအထိပေါ့နော်နှစ်နှစ်အောင်ခလေးအဟာရဟာအဓိကပြည့်စုံပြောထောင်ပေးရမယ်ကာလဖြစ်ပါတယ်အဲ့ဒီမှာမှကျွန်တော်တို့ပြည့်စုံပြောထောင်ပြီးမကျွင့်နိုင်တဲ့ဘူးဆိုတချို့အရာတွေကပြန်လည်းပြည့်ပြည့်မရတော့ပါဘူးဒါကြောင့်မလို့အင်္ဂလိပ်လိုနဲ့ first sentence ပေါ့နော်။ဘာမှလို့ကြတော့ပထမရက်တထားမှာအရေးကြီးဆုံးမှာလို့ကျွန်တော်ပြောလို့ရှိတယ်။ အခုလိုသွေးအားနည်းခြင်းနဲ့အယံဖူးညံ့ခြင်းကြောင့်တွေ့ရတာဟာနေ့စဉ်စားသုံးနေတဲ့အစားအစာတွေမှာတန်တက်အားနေတာစားသုံးမှုနီးလည်းမမှန်ကန်တာတွေကြောင့်ဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာကျန်းမာရေးနဲ့အားကစားဝင်ကြီးဌာနအနေနဲ့နိုင်ငံရဲ့အာဟာရအခြေအနေတွေ၊မူဝါဒနီးလန့်တွေ၊အာဟာရနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့လူမှုရေးအဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေကိုစမ်းစစ်လေ့လာကပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားမယ်လို့လည်းသိရပါဗျ။